င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းမ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုယ်စလဲလောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစဲကိုတိုးမြင့်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမှတ်ပုတ်တည်ခြင်းဤဥပဒေများတတိယအကြိမ်ပြင်ဆင်တဲ့ဤဥပဒေတွေကိုအောက်တိုဘာလ26ရက်ကထုတ်ပြန်ပါတယ်ပြင်ဆင်လိုက်တဲ့ဤဥပဒေအရာ နိုင်ငံရေးပါတီများမှတ်ပုတ်တည်ခြင်းဤဥပဒေများဤဥပဒေ27ပါငွေကျပ်သိန်း150အစားငွေကျပ်သိန်း300ငွေကျပ်သိန်း300အစားငွေကျပ်သိန်း500ဆိုပြီးအစားထိုးပြင်ဆင်လိုက်ပါတယ်မူလဤဥပဒေ27မှာပါတီတစ်ခုအနေနဲ့ထွေထွေရွေးကောက်ပွဲမှာဖြစ်စေကြားဖြတ်ရွေးကောက်ပွဲမှာဖြစ်စေရွေးကောက်ပွဲအသုံးစဲကိုပါတီကိုစားပြုရွေးကောက်ပွဲဝင်မဲ့ပြည်သူလွှတ်တော်မြို့သားလွှတ်တော်နဲ့တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတရားအတွက်ငွေကျပ်သိန်း150တိုင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတရားအတွက်ငွေကျပ်သိန်း330နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ပြစ်စင်ပေးလိုက်တဲ့ဤဥပဒေအရလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှိပြမယ်ပါတီတီတီကကိုစလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရအဖြစ်ငွေကျပ်သိန်း300တိုင်းသားလူမျိုးကိုစလဲလောင်းတွေအနေနဲ့ငွေကျပ်သိန်း900သုံးစွဲခွင့်ရမှာဖြစ်ပါတယ်ကိုစလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကြမ်းစဲတွေကို ်သမတ်ရဲ့အတွင်သက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာတည်သွေးရမှာဖြစ်ပြီးသမတ်ရဲ့အတွင်မတည်သွေးမှာကခုတ်အဖွဲ့အဖွဲ့စစ်ဆေးကအရေးချင်းပြည့်ရင်သူတွေဖြည့်ကြညာခရမှာလည်းဖြစ်ပါရဲ့ရှင်တရုတ်ဝန်ပေါင်ဂျင်းနီစီမံကိန်းရှိတဲ့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၃ကြောင်းထိုးနေတဲ့အတွက်ဒေသခံ16000ကျော်စစ်ပေးတိမ်းရှောင်နေကြရတယ်လို့အကူအညီပေးနေသူတွေက ပြောပါရယ်တိတိတရင်ပေးပို့ထားပါရယ်ရှင်။ အော်တိုဘလာ16ရက်နေ့ကစပြီးဝမ်ပေါင်ချင်းနီစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မော်ရွာဘက်ကလာတဲ့စစ်ကောင်စီတပ်သားစုစုပေါင်းအင်အား900ဝန်းကျင်ကစလင်းကြီးမြို့နယ်တစ်ဝိုက်ကိုစစ်ကြောင်းထိုးနေရပါစစ်ကြောင်းက0တဲရွာနဲ့ညောင်မင်ကြီးရွာထထောရွာတွေမှာအထိုင်ချပြီးအနီးဝန်းကျင်ကျေးရွာတွေကိုလှည့်ပတ်သွားနေတယ်လို့သိရပါတယ်စစ်ကြောင်းဆောက်ရောက်ကလေးကကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးနောက်မော်ရွာမြို့မအူကိန်းနဲ့ စစ်ကြောင်းထိုင်ကြတဲ့နေရာတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့မုံရွာနမခဘက်ကလည်းပါရာမော်တာနဲ့နေစဉ်ဆိုသလိုဘုံကျဲနေရလို့ဒေသခံတွေကပြောကြပါဗျာ။ဝမ်ပေါင်းထဲမှာတကြောင်ကသူတို့အရေးပေါ်ဝမ်ပေါင်းထဲကနေအခြေပြုပြီးတော့ဟိုဘက်ကိုထွက်လိုက်ဒီဘက်ကိုထွက်လိုက်အဲ့ဒီကြောင်ကရှောက်ထွက်နေရတယ်။ရွာပေါင်း30လောက်ကမြင်ရင်စစ်ကြောင်စခန်း90လောက်ရှိတယ်။လက်နက်ကြီးကတော့မုံဝမအူဂိတ်ဘက်ကထုတယ်။သူတို့ဒီထိုင်ချတဲ့စစ်ကြောင်ဘက်ကထု နမခနေတာဟောတာလာကျဲတာပဲမင်းညာတခါကျဲတယ်ပြင်လေးတိုင်းတော့ကဲပါရနေရတယ်စစ်ချောင်းကရွာကန်ပြည်သူတချို့ကိုဖမ်းဆီးထားပြီးပြည်သူလေးယောက်လောက်ကိုတပ်ဖြတ်ခဲ့လူဒေသခံတွေကပြောကြပါမိမယ်ဒီပပီအနေနဲ့တခြားအတီးပြုနိုင်တာမရှိသေးပါဘူးစစ်ချောင်းကြောင့်ကျေးရွာပေါင်း30ကပြည်သူ16000ကျော်စစ်ပေးတိမ်းရှောင်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောကြပါဗျ။ဝမ်ပေါင်ကျင်းနေစီမံရေးအနည်းနဲ့တမျိုးနယ်လုံးကိုစစ်ကြောင်းကပတ်သွားနေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ပေးတိမ်းရှောင်ရမှာလဲ တခြားမျိုးနယ်တွေဘက်သွားလို့မရတဲ့အခြေအနေဖြစ်နေရလို့စေဘေးဆောင်တယောက်ကပြောပါရယ်။သူတို့လာနေလာနေဆိုလို့ရှိရင်ဒီလိုက်ကိုယ်နေနေပြန်နေလိုက်ပါမယ်။ဒီလိုဖြစ်ရင်တော့ကိုကတော့ပြန်နေလိုက်တယ်။တချို့ကတော့လည်းမပြန်ရအောင်။တကယ်လို့ဖြစ်ဦးတာလူပဲမယုံကြတည်းပေါ့မရှိဘူးလေ။တောင်းသွားပြန်ရင်လည်းသူတို့ကအဲဖောင်းတာပဲမှဆိုတော့တောင်းနေတော့လို့မရဘူး။မြောက်ကြရင်လည်းမြောက်ကသူတို့ကမောင်ငါထွက်တဲ့ခင်းရှိတဲ့ကြတဲ့မြောက်လည်းထွက်မရဘူး။ဒါနဲ့ ဒီဘာဘူးကလည်းညံကောင်းနေကြတာဒီဝတ်နေရတဲ့အလိုတော့မဟုတ်ဘူးအပေါ်ကနေဒီကနေဒီနဲ့ကျေးရီတော်လေးတော်တော်များများအပြူရှောင်းနေရတာဆီမေးရှောင်းတဲ့အတွက်လည်းစာနယ်ရိတ်ခါလိုအပ်ချက်တွေရှိနေပြီးမြို့နယ်လူသားစာနာဖွဲ့ကထောက်ပံ့မှုတွေလုပ်ပေးနေပေမဲ့လိုအပ်ချက်တွေလည်းရှိနေရဲ့လို့စေဘေးဆောင်တွေကပြောကြပါဗျ။တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ One Pound Labrador ကျင်းနီစီမံကိန်းကို2022ခုနှစ်မှာမြေယာငင်းပွားမှုတွေနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့်ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပေမဲ့ ဆရာနာသိမ်းပြီး2023ခုနှစ်မှာဝမ်ပေါင်းစီမံကိန်းကိုစစ်ကောင်စီတပ်သားတွေလုံခြုံရေးချကပြန်လည်အသက်သွင်းနေပြီးအဲ့ဒီကစစ်ကောင်စီတပ်သားတွေကစီမံကိန်းနဲ့အနီးတစ်ဝိုက်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ကျမတီရီပါကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်ကစူဘောသေးရွာအနီးဝိုင်းတောင်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စပားရိတ်သိမ်းနေတဲ့အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ အော်တိုဘာလ25ရက်နေ့လယ်2နာရီမှာ အသက်40ရွယ်ဦးအာကိုစတီနိုဟာစပါးရိပ်ပြီးကားပေါ်တိမ့်နေတဲ့အချိန်စစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အသေဆုံးခဲ့ရတာလို့ဆိုပါတယ်။ရေဝိုင်းတောင်နီးမှာစစ်ချောင်းနေသူ2ယောက်ကစပါးတိမ့်ပြီးကားပေါ်တင်နေတဲ့အချိန်ဒရုန်းနဲ့လာကျဲတဲ့အတွက်တယောက်သေဆုံးပြီးနောက်ထပ်တယောက်ကအနည်းငယ်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာရေဝိုင်းတောင်ဤတဝိုက်မှာအင်အား90နဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစိုက်ပျိုးထားတဲ့လေယာစပားတွေမသိမ်းနိုင်ပဲဖြစ်နေတယ်လို့ဆိုပါရယ်အော်တိုဘားလ21ရက်ကလည်းဖရူဆိုမြို့နယ်အတွင်းကကျေးရွာတရွာမှာစပားသိမ်းနေတဲ့တောင်သူတွေကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်24နှစ်အရွယ်မျိုးသားတယောက်သေဆုံးခဲ့ပြီးမျိုးသားနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်ရှင် ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်